အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့ကာကြွေမင်းအွန်လိုင်းအာဆီယံစီဝေးနဲ့လာရှိုအခြေအနေများကိုတင်ပြလာတဲ့အမျိုးသမီးတူရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီထဲမှာအမျိုးသမီးကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုတင်ပြနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုနေလာတော့တဲ့ဝေးပါပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ အရေမြမအရေကောင်းခေါင်းဆောင်ကြီးတွေပေါ့နော်ကပတ်ခေါင်းဆောင်ကြီးတွေပေါ့မစ္စတာထရန့်ပါလုံနေလဲပေါ့ မြမကောင်းဆောင်ကြီးပေါ့ဘိုလ်ချုပ်မူကြီးမဲအောင်လိုက်ဘာလို့နေလဲပေါ့เนาะအကောင်လုံးအတင်းနေပြော့ပြမယ်เนาะအဲ့တော့အခုလောလောဆယ်ကတော့အာဆီယံနဲ့အစည်းအဝေးသွားလုပ်နေတဲ့တက်ချုပ်ကြီးอ่ะအဲ့တော့အာဆီယံကလည်းမစ္စတာတက်ဆင်ကအရန်ဗမာပြည်ကိုအရန်တန်ရောစင်ရှိတယ်ဘိုလ်ချုပ်ခင်ညွန့်ခေခရရလေအခုတက်ဆင်သမီးကတက်လာပြီဆိုတော့တက်ဆင်ကနေစီစဉ်ပြီးအာဆီယံဥက္ကဋ္ဌကလည်းမလေးရှားအနဝါလေဟိုရက်ကသူ့ကိုတခါတယ်ဟိုနေဆိုဒိုမီနဲ့အထောင်ချခံရတဲ့မစ္စ တာအန်နဝါကြီးကအခုအဲ့ဒီသူ့သူ့ကိုထောင်ချလိုက်တဲ့ကောင်ကအရန်လက်စားလွန်တော့လေတော်တော်ကြီးကြီးမားမားလက်စားတာမလေးရှားမှာအဲ့လူကြီးကိုဖြုတ်လိုက်ပြီးတော့အန်နဝါကိုပဲပြန်တင်ရတယ်အန်နဝါကတော်တယ်လေအခုအန်နဝါကအခုအာဆီယံဥက္ကဋ္ဌဖြစ်နေတော့အဲ့ဒါနဲ့တွေ့တယ်တွေ့ပြီးတော့ရိုးရီးယားမှာဘန်ကောက်မှာတွေ့တယ်အဲ့တော့တက်ဆင်နဲ့သမီးရလည်းဝင်ကြီးချုပ်ပေါ့တွေ့ပြီးဗမာပြည်အရေးနံပါတ်1ကတော့ဒီငလျင်တန်ပေါ့နော်နံပါတ်2ကတော့ဒီဟိုငိန်ချမ်းရေးပေါ့သူတို့လည်းနားလေသွားပြီလေဒီပြည်တွင်မငိန်မသက်တာ ာတွေဟိုဟိုကင်တွယ်နေရတာပေါ့မြန်မာစစ်တပ်ကဆိုတော့မြန်မာစစ်တပ်နဲ့ပဲသူတို့ပြောမှာပေါ့နော်အဲ့တော့ဘာကြောင့်ဆိုအာဆီယံကအခွဲထားပြီမြဲတရားနဲ့တရားပြည်တွင်းရေးကိုဝင်မဆွက်ကြေးဝင်မဆွက်သေးပဲဒါပေမဲ့လည်းဒီလိုဒီပြည်တွင်းစစ်တွေဖြစ်တယ်ဆိုတော့အာရှအာရှ၄၀ အာရှတိုင်တစ်ခုလုံးမှာပမာပြည်ပဲဖြစ်နေတော့ဒီအာဆီယံတွေကအားလုံးကအဲ့လိုမငြိမ်မသက်တာကြတော့နိုင်ငံရေးကြမပါဘူးဒါပေမဲ့မငြိမ်မသက်စစ်ဖြစ်တာတို့သူတို့နေဆက်အခုဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နေဆက်ဖြစ်တယ်နောက်ပြီးတော့ AA တပုံနေနဲ့ကအိန္ဒိယနေဆက်ဖြစ်တယ်เนาะ KIA ဆိုလဲအိန္ဒိယနေဆက်เนาะနောက်ပြီးတော့ဟိုကဲကရင်ဆိုရင်လဲဒီဟရင်းကယူဒီးယားနေဆက်ဟိုရက်ကဟိုတရုတ်နေဆက်ဖြစ်တော့ဒီဒီဝါးတွေနဲ့ဒီဖြစ်တဲ့ကြားဖြ 江苏嘞，我都有。 စစ်တပ်ကလာဝင်ထိန်းရတယ်အခုဆိုရင်လည်း MMDA ကကိုကန့်နေရကိုကန့်နေဝတွေကတရုတ်စကားပြောတဲ့လူတွေလေအဲ့တော့သူတို့နဲ့ဆွေမျိုးတွေပဲဒီယူနန်တရုတ်ထင်းနဲ့အဲ့တော့တရုတ်ကနေလာပြီးအခုလာရှိုးကို ထွက်တယ်လာရှိုးကိုတရုတ်ကပြောလိုက်ပြီးဘာကြောင့်ဆိုတော့တရုတ်ကလည်းသိတယ်လေဒီပမာပြင်းနဲ့အလုပ်လုပ်ရတော့မယ်ကြောက်ဖြူရင်နဲ့စီမံကိန်းလည်းလုပ်ရတော့မယ်နော်သူတို့မှဒီ Belt and Road ပေါ့ဒီစီမံကိန်းတွေပမာပြင်းနဲ့လုပ်ရတော့ဟောတော့ ိုရက်ကလည်းမြစ်စုံမြစ်စုံဆိုပြတ်သွားတယ်ဦးသိန်းစိန်လက်ထက်ကနောက်ပြီးလို့ရှင်ဒီကြောက်ဖြူလက်မှတ်ထိုးတယ်ပြီးတဲ့အခါကျတော့ဟို NLD လက်ထက်မှာပြီးတော့သူတို့ဟိုဦးဖြိုးမင်းသိန်းနဲ့ပါလေဒလာတစ်ဖက်ကန်းလာအဲမျိုးတီဖို့လဲတရုတ်တီလာတဲ့ China နဲ့သူတို့စီစဉ်နေဒီမျိုးမျိုးပေါ့နော်ဒလာတစ်ဖက်ကန်းမှာမျိုးတော့ချက်မယ်ပေါ့အဲ့ဒါကြီးလို့အခုကအဲ့လိုမျိုးတွေဘာလို့ရမလဲမသိတရုတ်က invest လုပ်မယ်ဟာဘာဆက်လုပ်ရမှမသိဘူးအခုလို့ ကြည်တွင်စစ်တွေဖြစ်ဟိုရက်ကနိုင်ငံရေးနိုင်ငံရေးပြီးတော့တော်လန်ရေးဆိုတာမထင်မှတ်ဖဲနဲ့မနိုင်ငံရေးလောက်တာနိုင်ငံရေးပဲလေတော်လန်ရေးမပါရဘူးကိုနိုင်ငံသူများတဲ့ဒါတဲ့လက်နဲ့တိုက်နေတော်လန်ရေးဆိုသူတို့ဘာလို့အမသိဘူးနိုင်ငံခြားလူတွေကအခုကျတော့တခါ ဟိုဟာအေးအေးဖြစ်တယ်ဒါပြောပြအဲ့လိုတွေဖြစ်နေတဲ့အခါကျတော့သူတို့ဒီအာဆီယံနိုင်ငံမှာလည်းသူတို့နယ်နိမိတ်ဆက်နေတဲ့နေရာတွေမှာမငြိမ်မသက်ဖြစ်လို့ရှင်တခုခုဖြစ်ရင်သူတို့စီမှာတက်ကူးမှာစိုးရတယ်လေသူတို့စီမှာလည်းနိုင်ငံအသီးသီးရသူတို့စီမှာလည်းခွဲထွက်ခြင်းနဲ့လူတို့သိတယ်မလားနိုင်ငံရင်းနဲ့ပတ်သက်ပြီးအုံကြွခြင်းနဲ့လူတို့ကရှိနေတာပမာပြည့်ရဲ့ဟာကိုကူးဆက်မှာအဖြစ်မခံနိုင်ဘူးအဲ့တော့ဝိုင်းပြီးတော့ဟိုစီစဉ်ကြတော့ အဲ့တော့ပေါ့နော်ဟိုအလုံးဝိုင်းပြီးတော့ထိန်းသိမ်းကြတော့မယ်ပေါ့။ဘာကြောင့်ဆိုတော့ဟိုနိုင်ငံရေးတော့မပါဘူး။ဒါပေမဲ့လုံခြုံရေးကြတော့ဘသူမှမကြည့်နေတော့ဘူးလေ။အလုံးဝိုင်းပြီးတော့ကုညီကြတော့မှာပေါ့နော်။အဲ့တော့မှအလုံးကလည်းစီးပွားရေးဆက်ပြီးလုပ်နိုင်ကြမှာ။ဟိုလူတွေကလည်းဟို ဟိုအခုရုရှားကလည်းဟိုဘိုတက်ချုပ်ကြီးကတခုအောင်မြင်သွားတာရုရှားကပူတင်ကိုနိုင်ကခေါ်လိုက်တယ်ဆိုတော့မေပူတင်ကတောင်မှခေါ်တဲ့ကောင်ငါတို့မခေါ်လို့မဖြစ်ဘူးကွာဆိုပြီးတော့ China ဟောအာဆီယံဟောအခုပြန်ခေါ်ရတာအခုဒီလိုဟိုငလျင်နေဖြစ်တဲ့အခါကြတော့လေလေသူတို့မှဟိုဒီတိုင်းပြစ်ထားလို့မရဘူးလေနော်အာဆီယံလေးကိုအဖွဲ့သားအားလုံးပဲလူတွေတို့လာကူညီရဖို့ ဟိုတာဝန်ရှိကြတာဟိုအဲ့ဒါကြောင့်မလို့တည်င်းကောင်းမှာအခုလာရှို့ကိုပြန်ရမယ်ဆိုတာလေတည်င်းကောင်းမှာအာဆီယံမှာတွားတွေ့တယ်ဆိုတာလေတည်င်းကောင်းပါနော်အဲ့ဒါပြောပြတာပါနောက်တော့ဟိုကြောက်ကိုကိုရီးယားတွေလူတွေကတော့လေကြောက်တယ်လေဒီလိုသူတို့ပို့ဆိုးလာရင် MMD လာရှို့မှာဆိုရင်သူတို့တွေတရားစီရင်တာလူရှေ့မှာ public public အရင်းမှာ ဖြစ်တတ်တာเนาะအဲ့လိုမျိုးတွေ ਆ လေအရန်ရိုင်းနေလေတိတယ်မလားဟိုတရားဥပဒေကအဲ့လိုမျိုးကြီးရှေ့ရလူတွေလိုမျိုးတိတယ်မသေုပ်ပြီးမှအရင်ကလုတ်တယ်လေလူရှေ့ရပြစ်တတ်တာပဲသူတို့တွေကလည်းတော်တော်အဲ့လိုမျိုးလုံမှရတာလေတိရုပ်တွေကလက်စားရင်လူရှေ့ကိုပြစ်တတ်တာအရင်ကအခုမှသာ ထောင်ချတာတို့ဘာတို့ထောင်ထဲမှာတရားစီရင်တာလို့ရှိတာအရင်ကဆိုလူရှေ့ပြစ်တတ်တာအခုအဲ့ ကောကလည်းလာရှုမှာလူဟိုလူဆိုးတွေကိုလူရှေ့မှာဟို public execution လုပ်တယ်ဆိုတော့လေဟိုကြောက်စရာတအားကောင်းတယ်เนาะအဲ့ data ကလူတွေလည်းကြောက်သွားမှာပဲเนาะဟိုဒါကတော့ဟိုခစ်တင်မှာမလုတ်တင်တာတွေပေါ့เนาะဒါကြောင့်မို့တော်လိုင်းရေးလုတ်တော့ဆိုရင်လည်းဒီဒီရန်ကုန်မြို့မှာလည်းကလေးတွေကအဲ့လိုမျိုးဟို ငါငါဟိုငါနဲ့မတူဘူးပေါ့ငါရန်တူအဲ့လိုမျိုးလိုက်ပြီးတော့တတ်တာတို့သိတယ်မလားဟို CDM လို့အဲ့ဒါလေးဖြစ်တော့လေဟိုလူတွေကလည်းလေကြောက်တယ်လေအဲ့လိုမျိုးတိတ်စွန်းရောက်သွားတဲ့လူတွေတက်လာရင်ဘလို့လုံးမှာလဲနော်တရားဥပဒေဆိုတာတိတ်မရှိဘူးဆိုတာလည်းကြောက်ကြတယ်ဆိုတော့အဲ့ကြတော့အခု ASEAN ကလည်း အဲ့တော့ဝင်ပြီးတော့ထိမ်းမှာပေါ့နော်နောက်ပြီးတော့အခုဆိုလို့ရှိရင်ရုရှားကလည်းလာမယ်ဟိုရေနဲ့စိတ်ကန်းလာလုပ်မယ်ရေနံချက်ဆက်ယုံလည်းလုပ်မယ်ကျမတို့အရန်လိုအပ်နေတဲ့ပေါ့နော်နျူကလ িয়ার ပေါ့နော်ပါဝါစတေးရှင်အသေးလေးနမူနာကိုလည်းထုတ်ပေးမယ်ပေါ့တော်နျူကလ িয়ার ဆက်ယုံကတော့တာဝန်အရန်ကြီးတယ်နော်တာဝန်အရန်ကြီးတယ်တေချာထိမ်းသိမ်းရတယ်နော်နျူကလ িয়ার ကတော့ဒါပေမဲ့ဟိုဗမာတွေကလည်းအင်ဂျင်နီယာတွေကလည်းဟိုတေချာလုပ်မှာပါလို့ယူဆပါတယ်လုတ်ထက်သွားရင်နော်နျူကလ িয়ার ဆက်ယုံအသေးပြီးရင်နော် ไก่ตวยตัดตัวเองนอกแท้ลงနိုင်လို့ရှင်เนาะဟိုဟို ဒီမြေတေဘာတွေကနေဟိုက်ဒရိုပါဝါမဟုတ်ဖဲနဲ့ဟိုနျူကလ িয়ার ပါဝါကတော့အရန်ကောင်းတာပေါ့ပြင်သစ်မှာလည်းနျူကလ িয়ার ပါဝါလေသို့မဟုတ်လို့ရှင်တော့လေဒီဟိုတရုတ်ပြည်ကလာတဲ့ဟိုအမင်းနေနဲ့ပေါ့ဟိုနေရောင်ကြီးစွန့်အင်ပေါ့နော်အဲ့ဒါဒီဆိုလာပါဝါတွေလောက်ရမှာပေါ့ဘာကြောင့်ဆိုကျမတို့ဗမာပြည်ကဟိုလျှက်စစ်တာအရန်လိုနေတာဟုတ်နော်နောက်ပြီးတော့ဓာတ်ဆီကြတော့လေအခုတရုတ် EV ကားတွေနဲ့ဆိုအဆင်ပြေသွားမယ်ပေါ့နော်အဲ့တော့ဒီဟာဗမာပြည်ရဲ့အခြေအနေပါအမေရိကကြီးကတော့အခုတရ ဟိုအမေရိကကဟိုတရုတ်နဲ့အရင် trade world လုပ်ပြီးတော့ဂျန်နဲ့နိုင်ငံတွေ60ရက်60ရက်တန့်ထားတော့မှအခုဥရောပလူတွေကဟို Mr Trump နဲ့တွေ့မယ်တွေ့ပြီးတော့သူတို့ဥရောပနဲ့ပေါ့နော်ဒီရက်60မတိုင်မီ tariff တွေကိုညှိမှာပေါ့နော်အမေရိကနဲ့ညှိနိုင်ကြမယ်ပေါ့နောက်ပြီးတော့ Ukraine နဲ့လည်းဟို Ukraine နဲ့ဟိုသူ Ukraine ကနေပြီးတော့သူတို့ဟိုစီးပွားရေးလုပ်ဖို့လဲ Ukraine နဲ့ US ကပြောနေပြီ Gaza နဲ့တော့ပြောတာတော့ Gaza ဂါဇာနော်နော်ပါလက်စတိုင်းတို့ဟိုဟာမတ်စ်တို့ ਨੇ ပြောတာတော့ဟာမတ်စ်ကတော့ဟိုစစ်တုံးပန်းလဲလဲဖို့ပဲသဘောတူသေးတယ်ကျွန်တော်တို့တိတ်သဘောမတူသေးဘူးပေါ့နော်ဒါဂျီမင်မှာတော့အမေရိကဘုံသွားကျဲတယ်ဂျီမင်အမေရိကကဟိုသူစစ်တွေဖြစ်နေတာရှိသေးတယ်လေဂျီမင်တို့အီရန်တို့မှာစစ်တွေဖြစ်နေတာရှိသေးတယ်အီရန်ကလည်းအခုနျူကလ িয়ার နဲ့နဲ့ရတာရတော့မယ်လို့ပြောတယ်ဆိုတော့အဲ့ဒါအီရန်လည်းကြောက်ရတယ်လေအမေရိကနဲ့ဂျန်ဟိုစစ်ဖြစ်နေတာဟုတ်ဒါကတော့အဲ့တော့ ဟို China ကတော့တည်တဲ့အတိုင်း ASEAN မှာသွားပြီးတော့ဟို Cambodia ရဲ့ Vietnam ရဲ့ Malaysia ရဲ့သွားပြီးတော့စီးပွားရေး trade အတွက်လုပ်နေတယ်။နောက်ဗမာပြည်အတွက်လည်းသူတို့အဲ့လိုပဲပေါ့နော်။ လာရှိုးကိုပြန်ပြီးတော့ MMTA ကိုစစ်တပ်ကိုပေးခိုင်းတယ်။နောက်သူတို့လည်းတည်တဲ့ဒီနိုင်ငံရေးစစ်တပ်နဲ့သူတို့ငြိမ်အောင်ထိမ့်ပြီးမှပဲဒီဗမာပြည်မှာသူတို့ဆက်ပြီးတော့ဟောစစ်ပွားရေးလုပ်နိုင်မယ်เนาะကြောက်ဖြူရေးနဲ့ကမ်းလဲဆက်ပြီးတော့ဟိုလုပ်နိုင်မယ်ဆိုတာတည်တယ်။အဲ့တော့အားလုံးကတော့ဟို နိုင်ငံကောင်းဆောင်နေအတီးတီးလှူရှားနေတဲ့သဘောဒီသတင်းကိုတင်ပြတာပါเนาะကျမကတော့သတင်းကြီးညာသူပါရှင်တရုတ်နဲ့ American စစ်ပွဲမှာအခုတရုတ်ကြီးကသူ့အာဆီယံနိုင်ငံတွေကိုကြွချီနေတယ်ပြီးခဲ့တဲ့နှစ်ရက်လောက်က မလေးရှားကိုသွားတာအာ ကြီးကြီးကျယ်ကျယ်ပဲမလေးရှားလေအဲ့ဟာဟိုတရုတ်သမရာကြီးကိုကျိုးဆူလိုက်ကြတာတခန်းတနာနဲ့သူတို့ရဲ့တကယ်ဆွေမျိုးပေါ့ဖို့ကြီးကိုမလေးရှားဆိုလို့ရှင်16နှစ်ရှိပြီတဲ့2009ခဲ့ရလားသူ16နှစ်ရှိပြီဟို China နဲ့မလေးရှားက မလေးရှားရဲ့အကြီးဆုံး partner China ပဲဖြစ်တယ်เนาะအဲ့လိုကုန်သွယ်မှုอ่ะအဲ့တော့မလေးရှားဟို China เนี่ยအရင်မဲ့အဆင်ပြေတယ်အရင်မဲ့အလေးတစားရှိတယ်ဟိုတိတ် China နေပြီးလို့ရှင့် အာဆီယံဟိုမလေးရှားကနေတဆင့်အာဆီယံကိုဝင်တာအမလေးရှားမှာသူကဟိုနေတဲ့ဆက်မှုစုံလဲဟို China နဲ့မလေးရှားနဲ့ဆက်မှုစုံလဲစောက်ထားတယ်ပြီးရင်အဲ့ရနေတဆင့်အာဆီယံကိုဝင်တယ်အာဆီယံ market ကိုတရုတ်ကဝင်တယ်အဲ့တော့မလေးရှားသူ့ရဲ့အဓိက partner ကြီးဖြစ်နေတာပေါ့16နှစ်ရှိပြီအရန်ခိုင်မာတည်တံ့တယ်အဲ့တော့မလေးရှားဂျပန်တို့ American တို့နဲ့လည်းမျှတာတက်အောင်ပေါင်းတယ်ဒါပေမဲ့လည်းဒီခင်းနဲ့လည်းဟိုတရုတ်ကြီးနဲ့လည်း China နဲ့လည်းအဓိ ကအများဆုံးပါတနာဖြစ်တဲ့ဟို geographical position သူကမလက္ကာရေလက်ကြမလေးရှားသွားတာဟိုမလက္ကာရေလက်ကြအဲ့ရနေပြီးတင်မောတွေကဟိုတရုတ်တင်မောတွေကလည်းမလက္ကာရေလက်ကြဟိုအများကြီးဖတ်ရဖြတ်ရတယ်ဆိုတော့လေအဲ့ဒီဟိုမလေးရှားအဓိကကြနေရကြနေတာပေါ့နော်အဲ့တော့ 2024မှာဆိုလို့ရှိရင် China နဲ့ Malaysia ထပ်ပြီးတော့9နှစ်တခါပေါ့เนาะနောက်ထပ်9နှစ်ဟိုစီးပွားရေးနဲ့ကုန်သွယ်ရေးပေါ့ဟိုသဘောတည်ညွချက်ကိုထပ်ပြီးတော့လက်မှတ်ထိုးတယ်အဲ့ဒါအဓိက high manufacturing ပေါ့အဆင် high level အဆင့်မြင့်တဲ့စက်ရုံတွေတည်ထောက်ဖို့တည်ဆောက်ဖို့ရဲ့ digital economy ပေါ့เนาะ digital ပေါ့เนาะစီးပွားရေးကို digital နဲ့သွားမယ်နောက် green development ဆိုတာဟိုပတ်ဝန်းကျင်မထီခောက်မထီခိုက်တဲ့ဟိုဖွံ့ဖြိုးရေးဟို ုပ်ငန်းတွေကိုလုပ်မယ်ပေါ့။နောက်သူတို့ကဆိုလို့ရှိရင်မလေးရှားကတရုတ်ပြည်ကိုဒူရီယန်တွေဒူရင်သီဒူရင်သီဒူရင်သီတွေကိုတဲ့ဒူရင်သီတွေရောဒူရင်သီခဲထားတာတွေကအများကြီးပို့တယ်တဲ့။ပြီးလို့ရှိရင်ဒူရင်သီလက်လက်ဆက်ဆက်တွေလည်းပို့တယ်လေတရုတ်တွေကလည်းကျမတို့လိုပဲဒူရင်သီအရန်ကြိုက်တာပေါ့။ပြီးလို့ရှိရင် infrastructure ဆိုလို့ရှိရင် east coast ပေါ့နော်အရှေ့ဘက်က rail ဟို တရုတ်ပြည်ကအိမတန်မှယထာလန်းဖောက်တာတော်တယ်အဲယထာလန်းကိုလည်းဟိုတရုတ်ကနေပြီးတော့ BRI ပေါ့နော်ခစ်တစ်ပိုလမကပတ်လန်းပေါ့နော်အဲလမ်းမကိုဖောက်တဲ့အနေနဲ့မလေးရှားမှာလည်းယထာဖောက်တယ်တဲ့နောက်ပြီးတော့တရုတ်ပြည်က China ကနေမလေးရှားကိုပို့တာတော့ integrated circuit ဆိုတာဒီ electronic circuit လေးတွေပေါ့7.43 billion နောက်ပို့ရတဲ့တရုတ်ပြည်ကနေပြီးတော့မလေးရှားတင်သွင်းတယ်နောက်ပြီးတော့ ရေနံချက်ပြီးသားရေနံပေါ့နော်ဓာတ်စီအဲ့ဒါကို4.21 billion နော်လေးတသမာ2 billion broadcasting equipment ဆိုတော့အတန်းထွင်းဆက်တို့ပါတို့3.65 billion ဟို China နဲ့ Malaysia ကိုတင်သွင်းနေတဲ့ Malaysia ကနေပြီးတော့ export လုပ်တာတရုတ်ပြည်ကိုတွင်းလာကြ crude petroleum စ petroleum အကြမ်းပေါ့မချက်ရသေးတာ16 billion now circuit integrated circuit ပဲ ူတို့အသွားအပြန်နော်18.5ဘီလီယံချက်တရုတ်ပြည်ကိုပို့တယ် refined petroleum အဲ့တရုတ်ပြည်မှာချက်ပြီးသား ကိုလည်းချက်ပြီးသားရေနံကို9.41ဘီလီယံပို့တယ်တဲ့အဲ့တော့ total ဆိုလို့ရှိရင်စုစုပေါင်း129.4ဘီလီယံရှိတယ်တဲ့เนาะတရုတ်ကနေ export လုပ်တာ89ဘီလီယံဟိုတရုတ်ကနေမလေးရှားတွင်တင်တာ42ဘီလီယံအဲ့တော့စကြည့်တော့တရုတ်ကပုံများတယ်เนาะမလေးရှားကိုပို့တာနှစ်ဆလောက်နှစ်ဆလောက်ပုံများတယ်အဲ့တော့ဒီ trade ဒါ2008ကနေပြီးတော့ဆိုတော့15နှစ်16နှစ်ရှိသွားပြီပေါ့နော်အကြာရှည်ဆုံးပဲနော်အဲ့ဒါကြောင့်မလို့အခုမလေးရှားဘရင်ရောမလေးရှား Prime Minister ကြိုလိုက်ကြတာကြိုလိုက်ကြတာကြီးကြီးကျယ်ကျယ်ပြီးရ currency ဆိုလဲသူတို့ကဒေါ်လာကိုတိတ်အသုံးမပြုတော့ဘူးသူတို့က yuan နဲ့ ringgit နဲ့နော်မလေးရှား ringgit ကိုသုံးမယ်မလေးရှားဟိုအဲ့ဒီတရုတ် yuan ကိုသုံးမယ်ပေါ့နော်အဲ့တော့သူတို့ကပြီးလို့ရှိရင်ဒီ အာဆီယံအာဆီယံအာဆီယံအားလည်းပေါ့နော်ဟိုပါအာဆီယံရဲ့အာဆီယံနဲ့အာဆီအီဘီရီဂျနယ်ဒီအဖွဲ့အစည်းမှာရောတရုတ်ကောပဲဟိုမလေးရှားကလည်းအာဆီယံနဲ့ပါတယ်အာဆီယံနဲ့တရုတ်နဲ့ဟိုစိုင်းထိုးထားတဲ့အာဆီအီဘီပေါ့အဲ့ဒီအဖွဲ့မှာလည်းပါတယ်တဲ့နောက်ပြီးတော့ဟို တရုတ်တရားဆိုလို့ရှင်မလေးရှား China Quantum Industrial Park အဲ့ဆက်မှုဇုံကြီးမှာအခုဒီမှာဟိုဗမာပြည်မြန်မာပြည်မှာဂျပန်ဆက်မှုဇုံလုပ်တယ်လို့ပေါ့မလေးရှားမှာလည်းမလေးရှား တရုတ် quantum ဆက်မှုစုံဆိုတာရှိတယ်အဲ့မှာတွားပြီးစက်ယုံတွေ logistic တွေ technology တွေနောက် real estate တွေလုပ်တယ် China ပဲတော်တော် real estate တော်တော်လုပ်တယ်မြန်မာပြည်မှာလည်းသူတို့တကုံစက်ကမ်းမြို့နယ်ဒီရုပ်ကလာပြီးတော့เนาะသူတို့လာပြီးတော့စောက်ချင်တဲ့ real estate လုပ်တယ်ဟိုတရုတ်ပြည်မှာတော့သူတို့စောက်သလားမပြောနဲ့ကန်းကုန်နေလို့အခုတရုတ်ပြည် real estate ကဟိုတိုက်ဒေတာရှိတယ်နေမဲ့လူရှိတယ်တိုက်တယ်လေအများကြီးပဲ real estate ဈေး ကြနေတာပေါ့နော်အဲ့တော့သူတို့ကတခြားနိုင်ငံမှာလိုက်ပြီးတော့သူတို့ကွန်ဒိုတွေမြို့တော်တွေစောက်ချင်တာပေါ့နော်တူတရုတ် investor တွေကပြီးရင်သူတို့ပြန်ငှားစားมาပေါ့အဲ့တော့ဟိုတရုတ်နဲ့မလေးရှားအင်မတန်မှဆက်ဆံရေးအရန်ကောင်းပါတယ်လို့ပြောပြတာအာဆီယံနဲ့လည်းကောင်းတယ်အဲ့တော့အာဆီယံမှာဟိုဟိုတခုပဲရှိတာအမေရိကန်နဲ့နည်းနည်းဘော်ဒါပို့ဖြစ်တာဂျပန်ဂျပန်ဖြစ်တယ် အဲ့တော့ဂျပန်ဒါတောင်ဂျပန်ပစ္စည်းတွေအများကြီးอ่ะ American ပစ္စည်းလို့ပဲဟိုတရုတ်ပြည်မှာသွားပြီးတော့ဟိုဟိုဒီဒီဆောက်တာတွေဟို manufacture လုပ်တာတွေအများကြီးပဲထုတ်လုပ်တာအများကြီးပဲဒါပေမဲ့ဂျပန်ကတော့ American တွေကရှိခဲ့ရဆိုတော့တိတ်တော့ဟိုဟိုဆက်ဆံရေးတိတ်တော့မပြတ်ချင်သေးဘူးပေါ့ဒါပေမဲ့အားလုံးကတော့ဟိုတရုတ်ဘက်ကိုအားသာနေတာပေါ့အခုကခက်ကတရုတ်ခက်ပြသွားပြီဟိုအခုဟို Mr Trump ကလည်း tariff တွေတက်မယ်ဆိုတော့ ASEAN တခုလုံးရောဂျပန်တို့ကိုရီးယားတို့ရောအခုတရုတ်ကြီးကအလိုလိုဆက်သူပို့ပြီးနိုင်တဲ့အာဆီယံသုံးနိုင်ငံကိုအရင်ဆုံးတန်းကန်ဖဲ့လေတာပေါ့နော်ပို့ပြီးတော့ဟိုပို့ပြီးတော့ထပ်ပြီးလက်မှတ်ထိုးတာပေါ့သူကဘာကြောင့်ဆိုတော့ဟိုတကယ်လို့ American market ကိုဆွန့်လို့ရသည်ရှိတော့ဟို China ကသူတို့ပစ္စည်းတွေကိုတပါတဝမ်းနဲ့အာဆီယံအဓိကငွေကြေးတွေထုတ်တော့သူတင်ပို့နေတာတွေဆက်လက်တင်ပို့မယ်ဆိုပြီးပို့ပြီးတော့တေချာအောင်ဒီ Vietnam ရယ် Malaysia ရယ် သွားတာပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့တော့တူ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 ဂျင်းပင်ကတော့ဟိုမစ္စတာထရမ်နဲ့လေတိတ်စကားပြောနေလောလောဆယ်အာဆီယံနိုင်ငံတွေကိုအရင်သွားနေတာပေါ့နော်အခုမလေးရှားရောက်နေပါပြီလို့ပြောတာပါ